မမေတို့ရွှေပုံးကိုလူလိုက်ပြီးတော့သူ့လက်ထဲအားလုံးထည့်လိုက်မယ်ဆိုလို့ရှိရင်သူ့တော်ကလည်းပို့ပြီးဆိုးပုံနေမယ်ချမ်းတို့မိသားစုအကြောင်းလေးကိုကြားပါရယ်ကိုတကယ်စိတ်မကောင်းဘူးအဲ့ကိုပါမယ်ကူညီပေးနိုင်မယ်ချမ်းတို့မိသားစုကိစ္စတော့ချမ်းတို့ပါရယ်ကျွန်တော်ဖြစ်ရှင်းပါမယ်ဟုတ်ကဲ့ချမ်းရယ်ကိုကတတ်နိုင်တယ်နော်ရတယ်အဲ့ပြဿနာရဲ့အားလုံးကချမ်းဖြစ်ရှင်းနိုင်ပါမယ် ်ချင်းကိုတက်နိုင်တယ်ပဲအကူညီပေးချင်လို့ပြောနေပါချင်းလောက်ခံဆိုတော့ဒီလိုပဲရေဆိုင်ဖြည့်ရှင်းရမှာပဲလေကိုပြေတနာရောကိုဘာသာကိုဖြည့်ရှင်းတာပို့ပြီးတော့ကောင်းပါတယ်နောက်ဆိုတကူအားပေးချင်တာလည်းဖြစ်ကူညီချင်တာလည်းဖြစ်ဖြစ်ရွှေပုံကိုပဲမေးပါပြပြရဲ့ဇမ်းမာရဲ့အခြေအနေကသူ့ရဲ့လုပ်ငန်းအခြေအနေအားလုံးသူသိသွားလို့မဖြစ်ဘူး နောက်ဆိုရင်ပြပရှင်မှာစကားပြောဆိုအားလုံးစင်ကြင်ပေးပါကိုခေါင်းငယ်စင်ချင်းကိုဘယ်လိုခေါ်လိုက်တာကိုနေအားလုံးတော့မစိမ့်တော့ဘူးဒီချိန်မှာခံစားမှုကိုဦးစားပေးနေလို့လဲဘာမှထူးမလာဘူးခုဖုံးနေစေချမ်းလို့နေအောင်ခင်ခင်ရှိရှိနေရပို့ပြီးတော့ကောင်းပါတယ် ။နောက်လူနာနာမိမယ်ဆိုလို့ရှိရင်လည်းညီမလေးရှိတဲ့အချိန်ကိုပဲလာပါ။အခုတော့ကိုဖုန်းညာပြန်လိုက်ပါတော့။ချင်းမေအပြင်မှာပါထွက်လို့နေရတယ်။ပြီးရောတမိပြေကိုစေးတိုက်ပြီးခုနကလည်းထိတော်သွားပြီ ဟို net ကစောင့်မေးနေတယ်ဟိုတမီးကိုမမီပြောစရာရှိလို့စောင့်နေတာဟုတ်ပဲခုနကတော့တမီးပြေပြေဖုန်းဝင်လာလို့မမီပြောနေတာဘာလဲလဲအခုလက်ရှိ ရှိုးရုံးနဲ့လုပ်ငန်းမိုက်ဆိုင်ရာကိစ္စတွေအားလုံးတဲဆူကစပြီးတော့ဦးစီးနေပြီတဲ့လူပိုင်ကြီးတော်တော်များအောင်လေသူကရထားတာဆိုတော့သူ့စကားမနာခံတဲ့ဝန်ထမ်းတွေအားလုံးလေးပစ်တယ်တဲ့အခုဆိုရင် တဲစုအပြင်သမီးဖေကိုပါအားလုံးကမုန်းနေကြပြီပေါ့ပို့ဆိုးတာအများပိုင်းရှယ်ယာတွေကိုအလဲသုံးစားလုံးမှုနဲ့တရားဆွဲမယ်တကယ်ကယ်လုပ်နေကြတဲ့ပြဿနာပဲရောပေးမယ်ဆိုရင်တော့မမီတို့ပိုင်ဆိုင်တဲ့ပစ္စည်းအားလုံးထုခွဲပြီးရောပေးရင်တော့အကျိုးရတော်တော်တည်နေအောင်မှာသမီးရယ်မမီလည်းဘာလို့ကမှမသိတော့ဘူး သမီးဘီရဲ့ကျန်းမာရေးအခြေအနေကြောင့်ဒီကိစ္စတွေလည်းသမီးဘီလုံးဝသိခံလို့မဖြစ်ဘူး။ပပီကလုံးဝအသိခံလို့မရအောင်မမေ။အခုချိန်မှာပပီရဲ့ကျန်းမာရေးအရေးကြီးတော့ပပီကိုပဲပို့ပြီးတော့ဂိမ်းယူဆိုင်ရမှာ။ကျန်းတဲ့ကိစ္စတွေသမီးတို့ပဲဖြေရှင်းလိုက်ပါမယ်။ညီမလေးကလည်းအဲ့ဒီကိစ္စတွေသူဖြေရှင်းနိုင်မှာပါ။ရွှေပုံက MD ရူရတာလေဆိုပေမဲ့ ။ तू ဘာမှမကင်ထွယ်နိုင်ဘူး။ तू ဘာမှမသိဘူးသမီး။အခုပြဿနာတွေအားလုံးလဲစစောပဲရင်ဆိုင်ဖြည့်ရှင်းနေရတာ။မမေတို့ရွှေပုံးကိုအလိုလိုက်ပြီးတော့သူ့လက်တဲအားလုံးထည့်လိုက်မယ်ဆိုလို့ရှိရင်သူ့တော်သားလည်းပို့ပြီးဆိုးပုံနေမယ်။ချန်စစောနဲ့တွေ့ကြည့်လိုက်ပါမယ်။ဒီမှာလေးရှိရဆိုပေမဲ့စစောကပဲအရာအားလုံးကိုဦးစီးပူဆောင်လုပ်နေရတာဆိုတော့သူနဲ့တွေ့ပြီးတော့ ဘာတွေဆက်လုပ်သင့်လဲဆိုတော့ချက်တိချာလေးတိုင်မလိုက်ပါနဲ့။ငမေတို့အိမ်ပြောင်းမှုစီစဉ်မရတော့မယ်တမီး။တမီးပြပြစေဝင်မှာမစင်းငယ်။ငမေတို့အမြန်ဆုံးစီစဉ်ရမယ်။ဟုတ်မယ်။ငမေစင်မကောင်းမဖြစ်နဲ့နော်။ချက်တို့ပို့ပြီးတော့စူးစမ်းကြတာပေါ့မင်းရဲ့။ဒါနဲ့ ရေပုံဟောက်ပဲမှာပဲအဖေသာစီးအောင်တက်နေတယ်တကားမှမလာဘူးဘယ်ရောက်နေမှလည်းမသိဘူးညီမလေးအလုပ်ကိစ္စရေဖြည့်ရှင်းနေရတာနဲ့တူပါတယ်မင်းညာတော့အိမ်ပြောင်းဖို့ကိစ္စသူ့ကိုပြောလိုက်သေးတယ်ဒီနေ့နဲ့သူ့အစိုးရထွက်သွားတာအလုပ်ကိစ္စချိန်ထားတယ်လို့ပြောတာပဲရေပုံတယောက်နဲ့တော့ခတ်ပါတယ် ကြာလိုက်တာဟာဒီနေ့မှဘာလို့လာကြာနေရလဲမသိဘူးရှေ့တယောက်ပြီးရင်နင်းလည်းရောက်ပါပြီဟဲ့စိတ်ကိုရှေ့ပါနင်းလည်းဒေါသကြီးပဲအခုချိန်ကဒေါသထွက်နေရမယ့်အချိန်မဟုတ်ဘူးတော့ရွှေပေါ့ရွှေပေါ့နင်းတိတ်စားစဉ်းစားပြီးပြီနော်မှန်တမ်းပြောရင်လေငါနဲ့ကိုဒီလိုတွေမလုပ်စေချင်ဘူးဟာ နေနဲ့ကနေအခြေအနေချင်းမတူဘူးစောစောကနေအရန်ချစ်တာဟာသူတော်ဒီကိစ္စကိုသိသွားရင်ရင်းလာငါငေါ့အဲ့လိုနေထွေးအောင်လာလောက်မနေနဲ့ငါအခုချရတဲ့ဆုံးဖြတ်ချက်ကိုငါပြန်ပြဖို့စီစီလုံးဝမရှိဘူးငါနောက်ပိုင်းလောက်ဆရာနေမှာတပုတ်ကြီးပဲအေးပါညလဲစိတ်ကိုရှော့ပါအောင်ညချီရလဲဝိဖြစ်နေတလို့ပဲဖြူပဲဖြူရောနဲ့ငါနေကိုစိတ်ဘူးလို့ပြောနေရ ta bám chịu thì cái sao mình xuyên này đã cao rồi mày cha lấy là chỉ nên mà cô sao vậy chú bà chú bà luôn chưa xem được rồi, mọi người đâu lâu ိုဇောကလည်းဒေါသကြီးပဲတဲကပြောစရာရှိလို့ပါ Cheers Cheers အာမဆက်ပြောလို့ရမှာလေ Cheers ဟုတ်မြင်မြင်ပြောအခုတဲရထားရဲ့ရှယ်ယာတွေကိုလလွဲရောက်မလို့ကိုဇော့အတွက် share ရရောတဲ့ရောင်းပေးရမလားလို့နည်းနည်းရောင်းလိုက်တော့ငါအဲ့ပစ္စံတွေရွှေဖို့မပြေချက်တက်လိုက်တာကိုစောဘလောက်ပဲကုညီကုညီအဲ့ကောင်မနလန်ပြန်ထူမှာမဟုတ်တော့သူများပေါ့ရှုံမာထားရဟာခံရနဲအောင်နေသည်ဟိုမင်းရွှေဖို့အဲ့လိုပြောစရာဘာကြောင်းမှမရှိဘူးငါရွှေဖို့မရအောင်ငါပြန်ကုညီ မင်းကရှယ်ယာမြေမြေရောင်းရင်ငါ့ကိုပတ်ဆက်မြင်နေပြီပြီးမင်းနဲ့ကလည်းထပ်ပတ်သက်ချာဘာကြောင်းမှမရှိဘူးကိုစောကလည်းဒေါသကြီးပဲတဲကဒီချိန်မှာတယောက်တည်းသမားပြီးတော့အခုတဲပိုင်လာတဲ့စီးစိန်တွေကိုဦးစီးပေးမယ်အဲ့တော့ဦးစီးလိုနေတာကိုစောနဲ့တင်နေတာဆိုးတူကောင်းဖက် တိုင်းမင်းပေါ်တိုင်းမင်းပဲဆိုတော့ကိုစောနဲ့တင်းနေနေရကွာမင်းဘာပေါ်မှာရှေ့ပေါ်လေဘယ်သူမှငါ့အတွက်ကြီးမပေါ့နော်မင်းရှေ့ရောက်ရင်ငါ့ကိုဖုန်းဆက်လိုက်စောက်ဘူးညောတော့ပြောမယ်ဟေးပြန်တော့မလို့လားတင်းနဲ့တူပြောတော့ဘူးလား ရွှေပုံအေဟာအားလုံးဆုံးရှုံးသွားတော့သူ့ကိုသိချစ်တဲ့သူတော့ကြံနေသေးရပဲစိတ်ချနေမှာရှိသည်မြဘာတစ်ခုမှမကြံသေးရ